2026ခုနှစ်အတွက်သာသနာ့မီဒီယာကံကောင်းဆုံးဖြစ်ပါတယ်။ယန္တနာပုံကိစိုက်တဲ့သူရွှေငွေစီစဉ်ဥစ္စာယန္တနာလေးအားလုံးဟာပေါ်ပေါ်ဒီနေအောင်မှာတုံးနိုင်မယ်ဆွဲနိုင်မယ်။ရွှေပုံငွေပုံယန္တနာတို့ပေါ်မှာတတ်ထိုင်ရတဲ့သူလှည့်ကြည့်စရာမလိုအောင်ဒီမှာစိတ်ချလက်ချငွေချင်းနဲ့ပတ်သက်လို့ရှိရင်ပူပန်စရာမလိုတော့တဲ့ဒီချမ်းသာဒုက္ခရရှိလာမယ်နိလန်ပိုင်ရှင်တွေဖြစ်ပါတယ်။ဒီ2025တစ်နှစ်လုံးမှာသာသနာ့မီဒီယာအနေငယ်လို့စိတ်ပေါက်ကရောက်ခဲ့ရတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ထိုက်ခဲမှုတွေရှိခဲ့တယ်အဆင်ပြေမှုတွေရှိခဲ့တယ်သို့တော်ညာလာမယ့်အခု 2026တော့เนาะခုဒီလကုန်နာနဲ့2026ဆွဲကလာကူပြမရရှိပြီအဲ့ဒီ2026ခုနှစ်အတွင်းမှာကောက်ချန်သားသမီးရလက်ခမောက်ခတ်ပါเนาะလက်ခမောက်ခတ်မယ်ဖောက်ကန်ခြင်းနဲ့ဖောက်ကူဖွန်တာပဲပြောသမီးဆုသမီးလက်သမီးကျန်သမီးကျန်စီသမီးအရာအားလုံးဖြစ်တော့အောင်လို့တော့စိတ်ကတလိုက်ရုံနဲ့စိတ်ညှို့လိုက်ရုံနဲ့လူရဆန္ဒပြဝမယ်နှစ်တစ်နှစ်ဖြစ်ပါလေ2026ခုနှစ်တနှစ်တာကာလပတ်လုံးမှာတောက်ချသားသမီးရအထွန်းတောက်ဆုံးနဲ့အင်တာမကန်ဆာတာအကောင်းဆုံးနဲ့နိုင်ပါရှင်ဖြစ်တယ်လက်ပွင့်မယ် ပြရပွင့်မယ်အခြေရင်အိမ်တော်ယူထိုင်နေမှာတပ်ပြီးတော့လေပြောစရာမလောက်အောင်ကတော့တာယာဖြောင်းပြီးပြီးတော့ခက်ခဲနေတဲ့ပြဿနာတွေအားလုံးပြေလည်သွားပြီးတော့ဘဝရဲ့တဆင်ချိုးပြောင်းလဲပြီးတော့အမြင်မဆုံးအခြေအနေမြင်မဆုံးအချိန်ခါကိုရောက်ရှိလေကြတာဖြစ်ပါတယ်ဖြည့်ကြည့်စရာမလိုတော့အောင်ဘူးမှပြည့်စုံကြွယ်ဝလွန်အားကြီးပြီးတော့မှအများကမနာလိုရတော့တဲ့အထိချမ်းသာဒုက္ခနဲ့ကံစားကောင်းသောပြန်နေပိုင်ဆိုင်ရမယ်နေ့တိုင်းဖြစ်ပါတယ်တောက်ကြတာသမီးကြီးအားလုံး ဒီဆက်လက်လာပိုင်းကုံနာနဲ့2026တဲ့ဝင်းလီးဆိုတဲ့ကိုယ့်ရဲ့ဝင်းနေမနက်ပိုင်းအိန္ဒိယမှာပါမုံ၅ချက်ရယ်ငွားမှုတစ်ဖက်ရယ်စွန့်တော့ကြလက်ပါစွန့်တော့ကြပြီးတော့ကိုလိုရအောင်ဆုတောင်း2026တဲ့ဘာကလာပလုံးမှာလက်တွေပြမစီဂွေရီရှိပါစေဖောက်ကန်မြင်မှားပြီးတော့ကန်ဆယ်တာတွေထွန်းတာပြီးအားလုံးစင်ပြေပါစေလို့ဆုတောင်းပါเนาะအဲ့တော့ 2026ရမရေရာချင်းလည်းရတယ်အခုဒီဒီဇင်ဘာလပေါ့နော်2025ဒီလထဲမှာကြိုပြီးလုပ်ထားလည်းရတယ်ကြိုလုပ်ထားမယ်ဆိုတော့ပိုကောင်းတယ်နော်လက်တွေပွင့်မယ်ငွေတွေစင်မယ် तू ကဒီ2025ကတော့ချာရတယ်တော်နေညံ့ကြတာပေါ့နော်ခက်ခက်ခက်တတ်တယ်သတိထားရမယ်တော့2026ရောက်ပြီဆိုရင်တော့လုံးဝထက်ကြည့်ကြမှုမဟုတ်ဘူးမှဘဝတစ်စိတ်ကြိုပြောင်းနေစဉ်ထောက်တာမယ်ကောင်းဆုံးသောကံရှင်ကိုပန်ဆိုင်ရရှိမှာဖြစ်ပါတယ်